စစ်ပွဲသုံးနှစ်တာကာလတွင်မှာရုရှားကတော့ယူကရိန်းကိုအပြင်းထန်ဆုံးတိုက်ခိုက်မှုကြီးလုပ်လိုက်ပြီဖြစ်ပါတယ်။ဒုံးကျည်စင်ပေါင်း900ကျော်နဲ့ရုရှားကပြစ်ခတ်တိုက်ခိုက်ပါတယ်။နိုင်ငံသမားခံကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရုရှားကိုအပြင်းထန်ဖြစ်တယ်ပြောဆိုနေပါတယ်။ပူတင်အနေနဲ့ငြိမ်းချမ်းရေးကိုလိုချင်တာမဟုတ်ဘူးလို့ခံကဆွဆွဲပြောပါတယ်။သမားထရန့်အနေနဲ့သူကအိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ပွဲကိုလည်းလေရအတွင်းအပြီးဖြတ်ပေးနိုင်ကြောင်း ။ဒါပြင်အစ်ဇွေးနဲ့အီရန်အရေးကိုလည်းစနစ်ရတွင်ငြိမ်းချမ်းအောင်လုပ်ပေးနိုင်ကြအောင်ဘလို့ပဲပြောပြောတိုးအနေနဲ့ရွေးကောက်ပွဲဝင်ကလေးကအဆိုပြုခဲ့တဲ့24နှစ်ကြီးတွင်ရုရှားယူကရိန်းစစ်ပွဲပြီးစေရမယ်ဆိုတဲ့ကတိပြုချက်ကတော့ခုချိန်ထိလုံးဝမတည်နိုင်ပဲဖြစ်ပါလိမ့်။ဒါကြောင့်ထရန့်ကတော့စိတ်ပြက်နေပါဗျ။ရုရှားဟာခရုစ်တုံးကြီးတွေတန်ထက်မြန်တဲ့တုံးကြီးတွေအီရန်ကဒီဇိုင်းပေးထားတဲ့စာဟတ်တိုက်ခိုက်ဒရုန်းတွေနဲ့ပစ်ခတ်ရုံသာမကအတန်ထက် အစာပေါင်းများစွာအမြန်နဲ့ခင်စဲဒုံးကြီးလေးလုံး Askander MKN 23ပဲထင်းဒုံးကြီးခုနှစ်လုံးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပါတယ်ပူတင်ဟာဒီတိုက်ခိုက်မှုမှာ T25 မဟာဗျူဟာမြောက်ဘုံကျဲလျင်တွေ Mesh 29တိုက်လျင်တွေပါသုံးပြုပြီးအပြင်းထန်ဆုံးတိုက်ခိုက်ဖို့အမိန်ပေးခဲ့တာဖြစ်ပါတယ်2022ကစတင်ပြီးရုရှားကျူးကျော်တိုက်ခိုက်တဲ့၃နှစ်တာကာလအတွင်းမှာရုရှားရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုလို့ ယူကရိန်းလက်တအကြီးကဘိုဒိုဂျီ US နဲ့ကထုတ်ဖော်ပြောဆိုပြီးဒုံးကျင်တဲ့ဒရုန်းပေါင်း938လုံးနဲ့485လုံးကိုမိမိတို့ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါလိမ့်။ဒါပေမဲ့ဒုံးကျင်လုံးဟာဇာဗိုရီရှောင်းမှာရှိတဲ့စစ်အုပ်တရုံကိုထိမှန်ပေါက်ကွဲခဲ့တယ်လို့ယူကရိန်းနောက်ပိုင်းမိုက်ကိုလင့်နဲ့ဒိုနက်စ်ဒေသတွေမှာလည်းပျက်စီးမှုတွေရှိခဲ့ပါလိမ့်။ ခါဆံပါဆိုရင်ကလေးတူပါဝင်လူ6ဦးတန်ရပြီးတူးသေးဆုံးပါလေရေနှက်ချက်စင်ကိုလည်းထိမှပေါက်ကွဲတဲ့အတွက်ကောင်းကင်မြင့်တစ်ခုလုံးနီးရဲနေတယ်လို့သတင်းတွေကဖော်ပြပါတယ်ပြစ်ခတ်မှုကြောင့်နေတိုးတပ်ဖွဲ့ဝင် fighter ဂျက်လီရင်တွေပြန်တန်းဆောင်ကြည့်ခြင်းနဲ့နေတိုးပိုင်တဲ့နေပြည်တော်တွင်လေချောင်းရံကာကွယ်စနစ်တွေအသိအမြင့်ဆုံးအသိပြင်ဆင်ထားပါလိမ့်။အခုနိုင်ငံမှုနိုင်ငံစုံ26 29ရက်နေ့ကယူကရိန်းဘက်မှတာဝေးပစ် drone တွေနဲ့ရုရှားနိုင်ငံရဲ့မိုင်းလင်းအကျော်ပြန်တန်းဝင်ရောက်ပြီး Kremlin နန်းတော် ဗောဂိုရော့ရုရှားလီဒါစခန်းကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်မာရီနော့ကလီဒါစခန်းမှာရှိတဲ့ဒဇီးကိုပေါင်း38တန်းတန်နဲ့ SU-34 ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ပျက်စီးခဲ့တယ်လို့ရုရှားဘက်ကတီးပြထုတ်ပြန်ပါတယ်။ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြထန်တဲ့ခုခံတိုက်ခိုက်ရင်ယူကရိန်းဘက်ကလည်း F-16 ဂျက်တိုက်လေယာဉ်ချို့ပြက်ကြပြီးတော့လေယာဉ်မှုတူတေဆုံးတယ်လို့ယူကရိန်းဘက်ကထုတ်ပြန်ပါတယ်။ယူကရိန်းသမ္မတဇယ်လင်စကီက အဝပြတ်ကြခဲ့တဲ့လေရင်ရဲ့တက်လေရင်မှုဘုံမှုယူစတိုင်မန်ကိုရဲ့ရင်းစွန်စားမှုကိုချစ်ချွတ်ဂုဏ်ပြုခဲ့ပြီးအမြင့်ဆုံးဂုဏ်ပြုစုဖြစ်တဲ့ယူကရိန်းသူရဲကောင်းဘွဲကိုချီးမြှင့်အနှင်းသွားမယ်လို့ကြေညာပါတယ်ဒီတိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ပြီးတဲ့နောက်မှာတော့အမေရိကန်နဲ့နောက်မဟာမိတ်နိုင်ငံတွေကယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်မြင့်တင်နိုင်မှုပုံမထက်တဲ့ဝင်ကူညီထောက်ပံ့ဖို့လဲဇီလင်စကီကတောင်းဆိုပါတယ်ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နိုင်ငံနှက်က မျိုးချို့မှာနေနေအခြေခံစောင့်ရဲအများပြားပျက်စီးခဲ့တယ်လို့လူစနက်ဦးထက်မင်းနဲ့တေဆုံးခဲ့တယ်လို့ဇလန်စကီကဆိုပါတယ်။မျိုးတော့ကီမာတော့မိသားစုများပြားဟာဘုံခုခြင်းတွေမှာပုံခုခဲ့ပါတယ်။ယူကရိန်းနောက်ပိုင်းမှာတရှိပြီးရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေရောရှိမှုနေပါတဲ့လာဘက်ဆိုတဲ့မြို့မှာတော့မှဒုံးကြီးတွေကြောက်ရွံ့ပေါက်ကွဲပါတယ်။ယူကရိန်းဟာပီကရက်နဲ့မှာ F16 တိုက်လေတွေကိုစတဲ့တုံးခဲ့ပြီးတဲ့နောက်ခုချင်းတွေအနည်းဆုံး3စီးဆုံးရှုံးထားပြီးဖြစ်ပါတယ်။ ယူကရိန်းမှာစစ်စုပေါင်း F-16 ဗနက်စီလဲဆိုတာမသိရပေမဲ့ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကိုကြားဖြတ်ဟန်တားရမှာ F-16 တွေကိုထဲထဲဝင်သုံးနေပါတယ်။ယူကရိန်းလေတပ်ဆိုရလေရင်မှုကအထိခိုက်ထားတဲ့လေရင်ကိုလူနေရပ်ကွက်ပေါ်ကနေလွတ်ကင်းတဲ့ကွင်းပြင်စီမောင်းသွားခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့ကိုယ်တိုင်လွတ်မြောက်အောင်တော့ခုံခတ်ဖို့အချိန်မမီခဲ့ပါဘူး။ပြင်မကြခင်မှာလေရင်မှုဘူမူဂျစ်စတိုင်မန်ဟာသူ့မှာပါတဲ့လက်နက်ခဲမှန်သမျှအကုန်စင်သုံးပြီးမှဝင်းရင်ပြစ်မှတ်ခွနခုကိုလည်းပြစ်ချခဲ့ပါတယ်။ နောက်ဆုံးတစ်ခုပြစ်ချနေတဲ့ချိန်ရုရှားဘက်ကပြန်ပြစ်တဲ့ဒုံးကြောင့်သူ့လက်ရင်ပြတ်ကျခဲ့တာလို့ဆိုပါလေ FC စီနေဟာဘတ်ဆောင်တော့တက်လက်ရင်မျိုးစားဖြစ်ပေမဲ့လက်ရှိရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲမှာအခုလိုမျိုးတာဝန်မျိုးစုံယူနေတာကတော့လုံးဝမသိတော့ပါဘူးလို့ယူကရိန်းစစ်လက်လက်ပါရကူတွေကပြောပါလိမ့်ဇလန်စကီဆိုရာကြာဆုံးသွားတဲ့လေရင်မှုဘိုးဘူးယူစတိုင်မန်ဟာ2014ကတည်းကလေတရဲတူဖြစ်လာပြီးလေရင်လေးမျိုးလောက်ကိုကျွမ်းကျင်မောင်းနိုင်ကြပါတယ် ရုရှားဟာညာလုံးပေါက်ဒီပါမနေ့ကတိုက်ခိုက်ခဲ့တဲ့ချိန်မှာအဲ့ဒီတက်က drone စင်213စီးနဲ့ဒုံးကြီး38စင်းကိုကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ Zelensky ကပြောပါတယ် Zelensky ကရုရှားဟာ Ukraine မြို့တွေကို drone နဲ့ဒုံးကြီးတွေအလုံးကြီးသုံးပြီးတိုက်တာဘယ်တော့မှရပ်မှာမဟုတ်ဘူးလို့ဆိုပါတယ်ပြီးခဲ့တဲ့ဒီပတ်တွင်းမှာလည်းရုရှားဟာ Ukraine ကိုဒုံးကြီး134စင်း drone စင်ပေါင်း1280နဲ့ပယ်ထိန်ဘုံပေါင်း1100လောက်သုံးပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် နောက်ထပ်သင်ဖို့ပြောချင်ပါတယ်။အီရန်ဘက်ကလွှတ်လိုက်တဲ့တရှုကအစ္စရေးကဝန်ကြီးအစ္စရေးကတ်ကိုနေနီးဘုံထောင်ပြီးလုံခြံမှုကြံစီမှုတစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။အီရန်အတွက်ထောက်လိုင်းရေးသတင်းတွေစုဆောင်းတဲ့မစ်ရှင်တွေလုံဆောင်ပေးမှုတန်တရားနဲ့အေပီလာကဖန်ဆီးခံရတဲ့အစ္စရေးနိုင်ငံသားတို့ဟာအစ္စရေးကောက်ွယ်ဝင်ကြီးအစ္စရေးကတ်ကိုလုံခြံတပ်ဖြတ်ဖို့လှုပ်ဝက်ပူးပေါင်းကြံစီမှာပါဝင်ပတ်သက်ခဲ့ကြောင်း channel 12ရုပ်သံ channel ကထုတ်ဖော်ပါနေ။ဒါဟာအစ္စရေးနိုင်ငံရဲ့ကြေပြန့်လာတဲ့အီရန်တရှိုလုံးမှုနဲ့အခုနောက်ဆုံးထပ်မံပေါ်ပေါက်လာတဲ့ကိစ္စပါ။အီရန်အတွက်တရှိုလုံးပေးတယ်လို့တင်ပြရှိတဲ့အသက်24နှစ်ရွယ်ရှိ Rai Mizrahi ဆိုသူဟာအစ္စရေးကောက်ဝဲဝန်ကြီးကိုလောက်ချံမှုအီရန်လိုအပ်ဂျန်စီတိတ်တသားဖြစ်ကာဖာအဟယံမျိုးမှနေရှိတဲ့အစ္စရေးကက်ဆင်နေအနည်းတနေရာမှာအင်အားပြင်းထန်တဲ့ဖောက်ခွဲပစ္စည်းတွေထောင်ထားခဲ့ပါလိမ့်။ စပွဲကာလမှာရန်သူကိုအားပေးကူညီမှုနဲ့အဒီလောက်ချန်သူကိုဆွဆွဲခံထားကြောင်းသိရပါတယ်။ဝန်ကြီးအစ်ဇွေကဖြတ်သွားခြင်းအနီးနားကဖောက်ခွဲပစ္စည်းတွေကိုဖောက်ခွဲဖို့ရွေးကဲခြင်းဖြစ်ကြောင်းနဲ့အီရန်ဘက်ကဒီလောက်ချန်ပဲဂျန်စီအောင်မြင်ဖို့အလုံးပြီးနှိစက်ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့လောက်ချန်သူမင်းစာကြီးဟာဖောက်ခွဲပစ္စည်းတွေကိုအစ်ဇွေကစနေနဲ့ဘလောင်နီတဲ့နေရာမှာထောင်ထားလဲဆိုတော့ဖော်ပြခြင်းမရှိပါဘူး။ဖောက်ခွဲပစ္စည်းတွေဖောက်ခွဲဖို့အသင့်ပြင်ခဲ့သလားဆိုတာလည်းဖော်ပြခြင်းမရှိပါဘူး။ အချိန်လေးရမေဇာရဲ့လောက်ရဟာအကျန်စီရဲ့နောက်ဆုံးပြီးသက်စင်တော်မရောက်ခဲ့ဘူးဆိုပါလေအထားမြောက်အောင်မြင်ခဲ့ခြင်းရှိတဲ့အဲ့ဒီဝင်ကြီးကိုလောက်ချက်မှုကြံစီမှုဟာစစ်ပွဲကာလမှာအစ္စရေးအခြေတပ်ပုံကိုယ်တွေကိုပြင့်မဲ့ထားဖို့ရည်ရွယ်တဲ့အီရန်ရဲ့အစီအစဉ်ချိုးနှမတစ်ခုဖြစ်ပါလေဒါပြင်ပြီးခဲ့တဲ့လတည်းကအီရန်ကိုစားတရှိုးလုတ်ပေးတဲ့လောက်ရတွေလောက်ဆောင်မှုနဲ့အစ္စရေးနိုင်ငံသားတွေဖန်စီတရားစွဲဆိုခံရမှုတွေမြင့်တက်ခဲ့တယ်လို့သိရပါတယ်ဒါပြင်ဒီနေ့ကအီရန်ဒီဟီယံမှာလောက်ခဲ့တဲ့ အစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့ဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার ပညာရှင်60ရဲ့စုပေါင်းစာပနာပွဲမှာလူတန်းကျော်ပါဝင်ခဲ့ပြီးအမေရိကန်နဲ့အစ္စရေးကြာဆုံးပါစေလို့အော်ဟစ်ခဲ့ကြကြောင်းသိရပါတယ်စပွဲမှာအီရန်တော်လိုင်းရေးဆောင်တမအီရန်စစ်တပ်ဩဇာကြီးဆုံးဗိုလ်ချုပ်ကြီးဆူဇီဂျိုဟူဆိန်စလာမီဗိုလ်ချုပ်အမီယာအလီယာဂျာဇာဒီတို့ရဲ့ရေလောင်းလေးပောင်းငယ်ပြီးနိုင်ငံကောင်းဆောင်ကမ္ပဏီကိုထောက်ခံသူတွေကအစ္စရေးနဲ့အမေရိကန်လမ်းတွေကိုမီးရှို့တယ်တန်နေနေ မရိကန်ကြာဆုံးပါစီလို့ပြီးရှိကျွေးတန်နေဟင်းရပါလေ။နှစ်ပတ်ကြာပြောင်းဆုံးခဲ့ပြီးမြောက်ဘန်ကမှာပေါင်းောင်းနေတဲ့ခမင်းဒီကအဲ့ဒီဇာပနာခန္ဓာမှာမတွေ့ရသလိုယာရူကြီးကဥဆောင်ကြီးမသူကတော့အီရန်နိုင်ငံဂျိုင်းဝင်ကြီးအာဘတ်စ်အာရာရှီပဲဖြစ်ပါလေ။အစ်ဇွေနဲ့စနေရကြစစ်ပွဲပြီးဒေါ်နယ်ထရန့်ကပေါင်သုံးသောင်းဘုံတွေကိုကျဲချခြင်းဖြင့်အဆုံးပတ်ဖြတ်ပေးခဲ့ပါလိမ့်။ဇွန်29ရက်လဲထောင်လိုက်ရေးတွေကအီရန်ဟာနျူကလ িয়ার လက်နက်ဖြစ်စေတဲ့ရေနီယံအဆင့်မြင့်တင်မှုထပ်လုပ်တယ်ကိုထပ်မံသိရှိရရင် ထပ်ပြီးတော့ဘုံကျဲမယ်ဆိုပါတယ်ကမ္ဘာနီရုပ်ပြက်ဆင်းပြက်မသေးဆုံးရခြင်းဟာမိမိကောင်းမှုကြောင့်လို့ဒေါ်လန်ထရန့်ကအချင်းချောက်ပြောဆိုထားပါတယ်။ထောင်ထဲကနေညံဆင်းပြီးထွက်လာတဲ့ခင်မွန်းတွေကိုဇနီးဖြစ်သူကထောင်ထဲပြန်ပို့မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံကော်လိုရိုပြည်နယ်မှာထောင်ထဲကနေညံဆင်းပြီးထွက်လာတဲ့ခင်မွန်းတွေကိုဇနီးတွေကထောင်ထဲပြန်ပို့ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံကော်လိုရိုပြည်နယ်မက်ဆာစီစုကဂျင်းတော်မှာထောင်ပိုင်းရဲ့သတိပေါ်ဆောင်မှုကိုဂျိမ်းဆိုတဲ့ထောင်ကြနေသူကကောင်းကောင်းသုံးချခဲ့ပြီး ထောင်အားနဲ့လွန်ထပ်သွားခဲ့ပါတယ်။ James ဟာအသက်38နှစ်အရွယ်ရှိပါတယ်။ချင်းချောင်းမှုပိုင်းနဲ့ကျူးလွန်မှုစီကံဖောက်ပြမှုနဲ့ပြစ်ဒဏ်ကြားခံနေရတာဖြစ်ပါတယ်။သူနဲ့ထောင်လိုက်တဲ့တွေကထောင်သားမားဆိုတဲ့အကျဉ်းချုပ်ကိုပြန်လဲပြင်ဆင်နေလို့ Mars ဟာ James ရဲ့အကျဉ်းချုပ်နဲ့ခဏပြောင်းရွှေ့ပြီးနေခဲ့ရတယ်ဆိုပါတယ်။ဘလို့ကလွတ်သွားလဲဆိုတော့ပြဿနာကအကျဉ်းသား Mars ဟာသူ့အကျဉ်းခံပြင်ပြီးလို့ပြန်လဲပြောင်းရွှေ့သွားချိန်မှာထောင်အာဏာပိုင်းတွေဟာပြောင်းရွှေ့မှတ်တမ်းမှာစင်းမဖြစ်မိခဲ့တာပါ။ မားစီယပြစ်တံပြည်ချင်းရောက်တော့ထောင်သားပြန်လို့အာနာပိုင်တွေဟာဂျိမ်းစ်ရဲ့အကျဉ်းခံမှာမတ်စ်ကိုတွားခေါ်ခဲ့တယ်ဆိုပါတယ်။အဲဒီမှာပဲဂျိမ်းစ်ကမားစီယလက်မှတ်တူထိုးပုံမှားရပြီးတော့မားစီယအကျွေးဝယ်ကနေလဲသားအင်ကြီးတွေကိုယူရင်ထောင်ထဲကနေခက်တီတီနဲ့ထွက်လာခဲ့တာဖြစ်ပါလေ။ဇနီးတဲ့နေတဲ့တိုက်ခန်းကိုပြောင်းတော့အကြောင်းဆုံးပြီးသွားတဲ့ဇနီးဟာဂျိမ်းစ်ကိုချက်ချင်းပဲထောင်ထဲပြန်ပို့ပါလေ။ဂျိမ်းစ်ဟာငကိုအမှုဟောင်းတွေဖြစ်ရင် ထောင်ပြင်းမှုလိမ့်လည်းမှုလက်မှတ်ပြုလုပ်မှုခိုးမှုအမှုတည်တင်တဲ့ပါထပ်ပြီးတရားဆွဲဆိုခံရတော့မှာဖြစ်ပါလေအမှုကပိုကြီးသွားတဲ့နေသားမှာ James တယောက်တော့၅ဘောင်းဟောင်းတာပါပဲထောင်ပြင်းမှုမှာသူဟာနှစ်နာရီသာနေခွင့်ရခဲ့တယ်လို့သိရပါလေနောက်ထပ်သင်ပုတ်ပြောခြင်းနဲ့ဗျဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်ကသင်မောကြီးကိုဒီသမုတ်တရားထဲမှာတွေ့ရမဲ့စာခန္ဓာရထဲမှာပြန်ရှာတွေ့ခဲ့တဲ့ဖြစ်ရည်ကြီးပါဒီသမုတ်ဟာဘုံချက်ဆက်ဆိုတဲ့ ပေါ်တူဂီသင်္ဘောကြီးဖြစ်ပါတယ်1533ခုနှစ်မှာလာဆာမောမြို့ကနေရွက်လင်းခဲ့တာပါဂျာဆုနဲ့ပေါင်းများစွာကြောင့်သူကန်ကြမာကိုမတိခဲ့ရပဲနှစ်ပေါင်း900ကြာခဲ့ပြီးတော့မှသာနမားပြားတဲ့ကန်နေရာထဲမှာစိန်တူးဖော်ရေးလုပ်ငန်းတွေလုပ်ရင်းကင်းဦးထဲနားမှာဒီသင်္ဘောကျွန့်ကြံကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်ဘုံကျက်ဆက်ဆိုတဲ့တင်မောကြီးကို ရှာဖွေတွေ့ရှိတာဟာအင်မတန်မှဆင်ဝင်စားစရာကောင်းပြီးတန်မိုးရှိတဲ့ရှာဖွေမှုပါတင်မောမှာစပိန်နဲ့ပေါ်တူဂီထုတ်ရွှေတင်းကားတွေတွေ့ရပါတယ် ဂျာမန်ကျင်းနီပြပေါင်း2000ခန်းနဲ့အစင်းဆွဲ100ကျော်လည်းတွေ့ရှိခဲ့ရပါတယ်။ပိုင်ဆိုင်မှုအလုံးရဲ့စုပေါင်းတန်မှုကိုကျွမ်းကျင်သူတွေကအမေရိကန်ဒေါ်လာ13ဘတ်လို့ခန့်မှန်းထားပါတယ်။နှစ်900နီးပါးပျောက်ဆုံးခဲ့တဲ့သင်္ဘောစည်းကိုအာဖရိကတဲကညာထဲမှာရွှေလင်းကားတွေနဲ့တူရှာဖွေတွေ့ရှိတာဟာအင်မတန်မှရုပ်ရှင်စဉ်ကျုံးဆန်ပါတယ်။မကြသေးခင်နေ့တွေအတွင်းမှာထူးခြားဆုံးရှီဟောင်းသူတွေကရှာဖွေတွေ့ရှိမှုတွေကတခုဖြစ်လာခဲ့ပါတယ်။အိုင်ဝန်ကြီးချုပ်ပေနိုနန်ရှင်နာဝက်ဟာ ခုံရုံးရဲ့ဆုံးဖြတ်ချက်အရယာရုကနိုင်ငံဆိုင်ငံ့ခံခဲ့ရပြီးလောလောဆယ်ဝန်ကြီးချုပ်အင်ဒေါ်ကနေပါဖောက်ခွာသွားပြီဖြစ်ပါလေ။ထိုင်းရဲ့ဝန်ကြီးချုပ်ဖြစ်အရင်ကဝန်ကြီးဖြစ်ခဲ့တဲ့ဆိုရီယာကတာဝန်ယူတယ်လို့သိရပါလေ။ပေတုံနိုင်ငံကိုတာဝန်မှဆိုင်ငံ့မှုဖွဲ့စည်းပုံအခြေခံဥပဒေခွင်ရုံးကမိန့်ချမှတ်ပြီးနောက်ဒုဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးဆူရီယာဟာရိုင်းဝန်ကြီးချုပ်ဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။လက်ရှိထိုင်းနိုင်ငံရဲ့အခြေအနေကတော့ရှုပ်ထွေးနေတဲ့အခြေအနေမှာရှိပါတယ်။ ထိုင်းပြည်တွင်ရေကိုမှတ်ချက်မပေးခြင်းပေမဲ့လည်းတည်ငြိမ်မှုကိုထိန်းသိမ်းဖို့လိုတယ်လို့တရုတ်ကတော့ပြောပါတယ်။ထိုင်းဝန်ကြီးချုပ်ပီတုန်နန်ကိုထိုင်းဖွဲ့စည်းပုံချေကဥပဒေဆိုင်ရာခွန်ယုံကယာရုကဆိုင်းငံ့တာနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကတော့မိတ်ဆွေကောင်အင်ဂျင်တူဦးနေနဲ့ထိုင်းနိုင်ငံအနေနဲ့တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုထိန်းသိမ်းနိုင်မယ်လို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ပီတုန်နန်ကလည်းဖွဲ့စည်းပုံချေကဥပဒေဆိုင်ရာခွန်ယုံဆုံးဖြတ်ချက်ကိုလက်ခံကြောင်း ဟော်ဆန်တဲ့တယ်လီဖုန်းပြောဆိုမှုဟာနိုင်ငံအတွက်ကောင်းမွန်တဲ့ရည်ရွယ်ချက်ဖြစ်ကြောင်းရှင်းပြပါတယ်။ရဲအောင်မှာတော့ကိုယ့်ကိုယ်ကိုကာကွယ်ပြောဆိုမယ်လို့ကတိပြုခဲ့ပါတယ်။အခုတရားဝန်ကဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်လို့ကျမအနေနဲ့နှိမ်ချစွာလက်ခံပြီးဝန်ကြီးချုပ်ဖြစ်ဆိုင်းငံ့ထားတဲ့ကာလာထီလုံးမလုပ်တော့ပါဘူး။ဒါပေမဲ့ဟော်ဆန်ကိုကျွန်မခေါ်ဆိုတဲ့ဖုန်းခေါ်ဆိုမှုနောက်ွယ်ကတကယ်ရည်ရွယ်ချက်ကိုတင်ပြပြီးရှင်းပြဖို့ကျွန်မမှာ15ရက်အချိန်ရှိပါတယ်လို့ပေရုံနယ်ကဆိုပါတယ်။ ဟွန်ဆန်နဲ့သူမရဲ့ကလပ်ဖုန်းပြောဆိုမှုတွေနိုင်ငံအချုပ်အခြာအာဏာကောက်ွယ်ဖို့ထိုင်းစစ်တီတွေဘေကင်းလုံခြုံမှုကိုတေချာစီရင်စာရွေခဲ့တယ်ဆိုပါလေ။ပေတုံနဲ့ဟာဇူလိုင်လ၁ရက်နေ့မွန်လွဲ၃နာရီမတိုင်မီအစိုးရအိမ်တော်ကနေထွက်ခွာသွားခဲ့ပါလေ။ဒီမတိုင်ခင်ကတည်းကထိုင်းနိုင်ငံမှာနိုင်ငံရေးအကျက်တွေကရှိလာတာပါ။ပြည်သူတွေလမ်းပေါ်ထွက်ဆန္ဒပြမှုတွေကလည်းတော်တော်လေးကိုများပြားလာတာပဲဖြစ်ပါတယ်။ဒီအချိန်လေးကထိုင်းမှာအာဏာသိမ်းမလားဆိုတော့ စိုးရိမ်ပူမဲ့မှုတွေလည်းမြင့်တက်လာတဲ့အခြေအနေမှာရှိပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံကလက်ရှိထိတ်ဆုံးရောက်နေတဲ့စစ်ဘုတ်ချုပ်ကြီးလေးဦးကတော့အာဏာသိမ်းမှုအကြောင်းလုံးဝမရှိဘူးလို့တက်ချုပ်လေးဦးလုံးကကတိပေးပါတယ်။လက်ရှိနိုင်ငံရေးတည်ငြိမ်မှုကသာဦးစားပေးပြီးတော့လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဆန္ဒပြခေါင်းဆောင်အတိုက်ခံတွေကတော့ထိုင်းစစ်တပ်ကသာတခုခုလုပ်မယ်ဆိုရင်မကန့်ကွက်ဘူးဆိုပြီးတော့ဝန်ကြီးချုပ်ပင်လုံးတန်း နှုတ်ထွက်ရေးအတွက်ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါလေသူတို့ပြောတဲ့ထိုင်းစစ်တပ်ကတခုခုလုပ်မယ်ဆိုတာဟာတကယ်လို့သာထိုင်းစစ်တပ်ကအာဏာသိမ်းမယ်ဆိုရင်လည်းမကန့်ကွက်ဘူးဆိုတဲ့အဓိပ္ပာယ်တည်ရောက်နေပါလေဒါဟာပြဿနာရှိတယ်ဆိုတဲ့နေထားကြနေပါလေဘိုးချုပ်ကြီးတွေမထည့်ပါနဲ့ကျောက်တူလူလူတွေပဲထဲ့ပါဆိုပြီး2008ခုနှစ်ကဘန်ကောက်ဒီဇင်းကိုပိတ်ဆို့ဆန္ဒပြတဲ့ရှက်ဝါပြင်မခေါင်းဆောင်ကလည်းပြောပါလိမ့် ရှမအင်အားစုတွေပြင်ချင်းကတဆင်ဘက်ကအင်အားစုလို့အများကထောက်ခံခဲ့တဲ့ရှင်းနေလှူရှာမှုခေါင်းဆောင်ဟောင်းတွေလည်းပါဝင်ပြီးငွေပြောခဲ့ပါတယ်။လက်ရှိရှမနဲ့ရှင်းနေတွေပေါင်းပြီးတော့စန္ဒာပြနေတဲ့အနေအထားပါ။ဒါဟာဖိအားပေးမှုကြီးကြီးမားမားရှိလာတဲ့အခြေအနေကိုပြနေပါတယ်။စန္ဒာပြသူတွေအနေနဲ့စန္ဒာပြမှုတွေကိုအများဆုံးရုပ်သိမ်းမှုအတွက်တာဝန်ရှိသူတွေကတောင်းဆိုနေပါတယ်။ဒါအပြင်လက်ရှိမှာ ဖြစ်နေတဲ့နိုင်ငံရေးပဋိပက္ခမှာ ထိုင်းစစ်တပ်အနေနဲ့လည်းအာဏာမသိမ်းဖို့အတွက်ဆန္ဒတွေရှိနေတာဖြစ်ပါတယ်။ထိုင်းစစ်တပ်ကတော့လုံးဝအာဏာသိမ်းဖို့မရှိဘူးဆိုပြီးတော့တချုပ်လေးဦးလုံးကကတိပေးထားတာဖြစ်ပါတယ်။အတိုက်ခံတွေကတော့အင်အားလုံးရင်းနဲ့ဆန္ဒပြနေပေမဲ့လည်းလက်ရှိထိုင်းကာကွယ်ဝန်ကြီးဖန်တန်ကတော့ကာကွယ်ဦးစီးချုပ်တွေရဲ့ဆန္ဒကိုမဲမီးမြတ်ခဲ့တယ်လို့ဆိုပါတယ်။ဆန္ဒသိမ်းခြင်းဟာအကျက်တဲကိုပိုဆိုးသွားစေမယ်လို့ဆိုပါတယ်။ဆန္ဒပြသူတွေအနေနဲ့အာဏာသိမ်းလှုံ့ဆော်မှုမလုပ်ဘဲ မဲခွဲခြင်းနည်းဖြင့်သာဆန္ဒခံယူဖြည့်ရှင်းကြဖို့နှိုးဆော်နေတာပဲဖြစ်ပါတယ်။ဇူလိုင်လတရနေ့မှာထိုင်းဖွဲ့စည်းပုံချင်ကံဥပဒေခွင်ရုံးဟာတိုက်ခိုက်လွတ်တော်အမများဆွဆွဲတဲ့ပြည်တွင်းနယ်ဖွဲ့စည်းပုံချင်ကံဥပဒေပုံမှန်190ပိုက်ခွဲ၄ပုံမှန်160ပိုက်ခွဲ၄နဲ့၅တို့ကိုချိုးဖောက်ထားတဲ့ဆိုတဲ့တိုင်ကြားမှုအတွက်အစည်းအဝေးစတင်ခွင့်ယူမှာဖြစ်ရာကာကွယ်ဝန်ကြီးဖန်တန်ကနိုင်ငံလက်နက်ကိုင်စစ်တပ်တချို့လေးဦးလုံးဟာအာဏာသိမ်းမှုစိတ်ထင်းမှမရှိဘဲနိုင်ငံအကျက်တဲကို ကူညီဖြည့်ရှင်းတယ်မို့သာဥထိတ်ထားကြတယ်လို့ပြောဆိုကြောင်းထုတ်ပြန်သွားတာဖြစ်ပါတယ်တရုတ်ထုတ်လျက်စကားတွေကိုမြောက်အမေရိကဈေးကွက်ထို့သဖြင့်အမေရိကန်နဲ့ကနေဒါမှာလုံးဝအသုံးပြုခွင့်မရသေးဘူးလို့သိရပါတယ်။မရသေးတဲ့အဓိကအကြောင်းရင်းကလည်း၄ချက်ရှိတယ်ဗျ။ဒါကိုတင်ဆက်ချင်ပါတယ်။ဒီလိုအဓိကအကြောင်းရင်းတွေကဘာလဲဆိုတော့နံပါတ်၁ချက်ကစီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာကန့်သတ်ချက်ကြောင့်ပါ။စီးပွားရေးဆိုင်ရာပြဿနာတွေကတရုတ် EV တွေမြောက်အမေရိကကိုဝင်ရောက်ဖို့အကြီးမားဆုံးတားဆီးဖြစ်ပါလေ။ ပြင်းထန်တဲ့တားမြစ်ခုံတွေဟာလက်ရှိ American Trans ဆိုရကတရုတ် EV တွေပေါ်100%အထိခုံတိုးမြင့်ကောက်ခံလိုက်ပါတယ်။ဆိုလိုတာကတရုတ် EV တစ်စီးရဲ့ကုန်ကျစရိတ်ဒေါ်လာ2000ဆိုပါစို့။ American ရောက်တဲ့ကအခွန်ကြီးပဲဒေါ်လာ2000ထပ်ပေါင်းပြီးစုစုပေါင်းတန်ဖိုးကဒေါ်လာ4000ဖြစ်သွားပါတယ်။ဒီလိုခုံကောက်မြင့်မှလို့တရုတ် EV တွေဟာဈေးကွက်မှာရှင်ပြန်နေဆွမ်းလုံးဝမရှိတော့ပါဘူး။ဒီခုံတွေချမှတ်ရခြင်းဒီကရွေချက်ကတော့ တရုတ်ဆိုရရဲ့ထောက်ပံ့ကြေးတွေကြောင့်ဈေးနှုန်းအလွန်တက်တာနေတဲ့တရုတ် EV တွေကအမေရိကန်ပြည်တွင်းထုတ်ကားတွေရဲ့ဈေးကွက်ဝယ်စုကိုလူယူမှာကာကွယ်ဖို့ပါတရုတ်ဆိုရက EV ထုတ်လုပ်ကုမ္ပဏီတွေကိုကုန်ကြမ်းဝယ်ယူမှုစက်ရုံတည်ဆောက်မှုနဲ့သုတေသနပြုလုပ်မှုတွေမှာထောက်ပံ့မှုတွေများစွာပေးထားလို့သူတို့ဟာအစိုးရစိတ်နဲ့ကုန်ကြမ်းစိတ်သက်သာထုတ်လုပ်နေပါလေပြည်တွင်းလုပ်ငန်းကာကွယ်ရေးအမေရိကန်နဲ့ကနေဒါနိုင်ငံလုံးဟာသူတို့ရဲ့ကြီးမားတဲ့မော်တော်ကားလုပ်ငန်းနဲ့ထောင်ပေါင်းများစွာသောလုပ်ငန်းတွေကိုကာကွယ်လိုပါတယ် တရုတ် EV တွေဈေးမပေါင်းနဲ့လုံးဝဝင်လာမယ်ဆိုရင် American ရဲ့ Ford, GM, Chrysler လိုကုမ္ပဏီကြီးတွေဟာကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။ဒါအောင်ဆိုရကောက်ွယ်တဲ့အနေနဲ့အခွန်ကြီးကြီးမားတိုးမြင့်ထားတာပါ။အမျိုးသားလုံးကြုံရင်းနဲ့ data လုံးကြုံရင်းစိုးရိမ်မှုကလည်းရှိပါတယ်။ဒီအချက်ကတော့ American ရဲ့စိုးကြီးမားဆုံးစိုးရိမ်ချက်တွေကတခုပါ။ပြောရမယ်ဆိုရင်ခုခေတ်တည်းလျှက်စစ်ကားတွေဟာဘိန်းတက်ထားတဲ့ကွန်ပျူတာနဲ့တူပါတယ် ကင်မရာတွေရေဒါတွေအာယုံခံကိရိယာတွေ GPS နဲ့တွေ software တွေအများကြီးပါပါတယ်။ဒါတွေကရင်မောသူရဲ့အမှုကျင့်ခီးစင်တဲ့လမ်းကြောင်းတွေပတ်ဝန်းကျင်ခြေနေကားရဲ့စွမ်းဆောင်ရည်အစားရှိတဲ့အချက်လက်ပေါင်းများများကိုစုဆောင်းနိုင်ပါတယ်။ Brighton ဆိုရကတရုတ်ထုတ် EV တွေကလည်းစူးစောင်းမိတဲ့ဒီချက်လက်တွေကိုတရုတ်ဆိုရစီပို့ဆောင်နိုင်တယ်လို့ဆိုရင်နေပါတယ်ဒီလိုချက်လက်တွေစူးစောင်းနိုင်ကြမြို့သားလုံးကျွန်းတွေကြီးမားတဲ့ချိန်ချောင်းမှုဖြစ်တယ်လို့မှတ်ယူထားပါတယ် ဒါအပြင်တချို့ခင်မီကားတွေမှာ software moment မှုတွေနဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအလွန်ဝေးတဲ့နေရာကလည်းလုံးဆောင်နေတဲ့စနစ်တွေပါပါတယ်။ဒါဟာ Kaizen စနစ်ကိုဝေးကနေဝင်ရောက်ထိန်းချုပ်နိုင်ပြအလားအလာရှိပါတယ်။လုံခြုံရေးဆိုင်ရာပြဿနာဖြစ်လာနိုင်ပါတယ်။အုံမပြောရင်တရုတ်ဆိုရဲ့လက်မှုမှုအောက်မှာကားတွေကိုလုံးဆောင်မှုရပ်တန့်အောင်လမ်းကြောင်းပြောင်းအောင်ဒီလိုလုံးဆောင်နိုင်ပါတယ်။ဒါအပြင် BN ရဲ့ကင်းရှင်းတဲ့ပအဝင်ဆိုင်ရာစံနှုန်းရမြောင်းအမေရိကကားတွေအတွက်တင်းကျပ်တဲ့စံနှုန်းတွေရှိပါတယ်။ ဒါကို FMV access standard လို့ခေါ်ပါတယ်။ Brake မှာကားတွေက National Highway Traffic Safety Administration ကချမှတ်ထားတဲ့ Federal Motor Vehicle Safety Standard ဆိုတဲ့စံနှုန်းကိုပြည့်မီရပါတယ်။ဒီစံနှုန်းတွေကကားရဲ့တိုင်မီမှု၊ဘေးကင်းမှု၊မီးလောင်မှုကောက်ွယ်မှု၊ brakes နဲ့ wheel locks နဲ့ဓာတ်တွေသေးစိတ်သတ်မှတ်ထားပါတယ်။တရုတ်ကားတွေဟာသူတို့ရဲ့ပြည်တွင်းစံနှုန်းတွေနဲ့ကိုက်ညီနိုင်ပေမဲ့ American စံနှုန်းနဲ့ကပ်ညီဖို့တော်တော် designer engine ပိုင်းဆိုင်ရာတော့ပြောင်းလဲကြီးလုပ်ရပါလိမ့်မယ်။ဒီလိုပြောင်းလဲဖို့အတွက်ကုန်ကျစရိတ်နဲ့အချိန်များစွာလိုအပ်ပါတယ်။ဒါအပြင်ပေါင်းချင်းဆိုင်ရာစံနှုန်းတွေရာကယ်ဖိုးနီးယားလိုပြည်နယ်တွေမှာဒီရင်းတွေကိုတင်းကျပ်တဲ့လေလူညဉ့်ဉျံမှုထိန်းချုပ်မှုစနစ်တွေလည်းရှိပါတယ်။ Zero machine vehicle လို့ဆိုပါတယ်။တရုတ် EV တွေကဒီလိုစံနှုန်းတွေကိုပြေဝကန့်ညီကြောင်းတည်တည်ပြဖို့လိုပါတယ်။နောက်တစ်ခုကအခြေခံအဆောက်အုံနဲ့ဝန်ဆောင်မှုကွန်ရက်ပါ။ ဈေးကွက်တစ်ခုကိုအောင်မြင်စွာထိုးပေါက်ဖို့အတွက်တော့ကွန်မစ်စည်းကောင်းကိုလည်းမလုံလောက်ပါဘူးပထမချက်ကဖြန့်ချီအကွင့်ရမရှိပါဘူးနောက်အမေရိကန်မှာကားတွေဟာဒီလာရှိကွန်ရက်ကြီးတွေကလည်းတစ်ဆင့်ရောင်းချပါတယ်တရုတ်ကားကုမ္ပဏီတွေနဲ့ဒီလိုကွန်ရက်ကိုအစားကားနေတည်ဆောက်အောင်ပါမယ်ဒါမှမဟုတ်ဒီဇယ်ကွန်ရက်တွေနဲ့ပူးပေါင်းအောင်ပါမယ်ဒါဟာအချိန်နဲ့ငွေကြေးအများကြီးရင်းနှီးရမယ့်ကိစ္စပါနောက်တစ်ခုကအဖရာစေးမရှိဘူးကားဝယ်ပြီးပြင်ပြင်ထင်ထင်မှုပိုပစ္စည်းရရှိမှုနဲ့အမကံဝန်ဆောင်မှုတွေအရေးကြီးပါတယ် တဲကော်မတီတွေအမြောက်အမေရိကမှာသူတို့ရဲ့ကားတွေကိုဝန်ဆောင်မှုပေးနိုင်မဲ့စန်တာတွေအင်ဂျင်နီယာတွေနှီးပညာရှင်တွေလေ့ကျင့်ဖို့လိုပါတယ်။လက်ရှိဒီလိုကွန်ရက်တွေအရန်အားနေပါတယ်။နောက်တစ်ခုကကတ်စတာမာပေါ့ခရက်စားသုံးသူရဲ့ယုံကြည်မှုပါ။အမေရိကမှာနေသူတွေဟာပြည်တွင်းကားအမှတ်တံဆိပ်တွေဒါမှမဟုတ်ဂျပန်ဥရောပအမှတ်တံဆိပ်တွေကိုနှစ်ပေါင်းများစွာယုံကြည်ပါတယ်။တရုတ်အမှတ်တံဆိပ်တွေနေတဲ့ဒီဇေကွက်မှာနာမည်ကောင်းရဖို့တော့အချိန်တစ်ခုလိုအပ်ပါဦးမယ်။ ဒီချက်တွေဟာတရုတ်ထုတ်လျက်စစ်ကားတွေမြောက်အမေရိကဇေကွန်မှာနေရာမရာသေးတဲ့အရှုပ်ထွေးလာတဲ့အကြောင်းရင်းဖြစ်ပါတယ်။ဒီပြည်ထနာကိုဖြည့်ရှင်းနိုင်မှုနဲ့နိုင်ငံဆိုးရတွေကြားစီးပွားရေးလုပ်ငန်းတွေကြားဆွေးနွေးညှိနှိုင်းမှုတွေအများကြီးလိုအပ်အောင်မှာဖြစ်ပါတယ်။